မင်္ဂလာပါကိုခန့်အစ်တာဖုတ်ဘောရှိုးအနေကြိုးစားပါရစေကျွန်တော်ကိုခန့်ပါဒီကနေ့ရဲ့ဘလုံးအပြောင်းရွှေ့သတင်းနဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးမှုလုပ်ပေးသွားကြပါမယ်ပရမတ်သွန်းနေ့ကျတဲ့တင်ကတော့ TikTok ကနေပေါ်ပြထားတဲ့ Arsenal နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတစ်ပုဒ်ဖြစ်ပါတယ် အာစနစ်နဲ့ပတ်သက်တယ်ဆိုတာထက်နီးပြအတေတာစဉ်းစားနေတဲ့အတွေးခေါ်ပိုင်းကိုဖော်ပြတဲ့အပြောင်းအရွှေ့သတင်းလို့ပြောရင်ပို့ပြီးတော့မှန်ပါလိမ့်မယ်။အာစနစ်နီးပြအတေတာအခုနှစ်နွေရာသီမှာအသင်းမှာမရှိမဖြစ်အင်အားဖြည့်တင်ရတော့မဲ့တိုက်စစ်ပစ်မှတ်တနေရာအတွက်ချက်စီးမှာအဆင်မပြေမှုတွေရှိနေတဲ့ခရစ်စတိုဖာအန်ဂန်ကူကိုပစ်မှတ်ထားထားတယ်လို့သိရပါတယ်ခင်ဗျ။ဒီသတင်းစပြီးထွက်တာလွန်ခဲ့တဲ့၃-၄ရက်လောက်တည်းကသတင်းထွက်တာပါ။ကျွန်တော်တို့အဲ့ချိန်ကာလတုန်းကသိမယုံကြည်သေးတဲ့အတွက်ကြောင့်နောက်ထွက်လာမယ့်သတင်းတွေကိုစောင့်ကြည့်နေပါတယ်။အခု Tim Tok ရဲ့ဖော်ပြ ားချက်ထထွက်လာတဲ့အတွက်ကြောင့်ဒီသတင်းကိုဆွေးနွေးသုံးသပ်လိုက်တာပါအဲ့တော့အာတီတာလက်ထက်မှာမဖြစ်နိုင်တဲ့ကစားသမားဆိုတာမရှိဘူးဗျရာဟင်စတာလင်လိုပလေယာမျိုးတောင်ရအောင်ခေါ်ပြီးသုံးသေးတာပဲအဲ့တော့ခရစ်စတိုဖာအန်ဂန်ကူလိုပလေယာမျိုးကဘာကြောင့်မဖြစ်နိုင်ရမှာတော့ ကျော်အတေဒာဒီပပ်ဂွာဒီယိုလာရဲ့တပည့်ဆိုရင်တောင်ကစားသမားတယောက်ကို polish လုပ်နိုင်စွမ်းနဲ့အသုံးပြုတတ်မှုကအာဆင်ဝင်းကနဲ့တူတယ်ဗျတကယ်တကားအာဆင်ဝင်းကအသင်းကလူတွေမဝယ်ပေးတော့တဲ့အချိန်မှာလူတလောက် supporting မလုပ်ပေးတော့တဲ့အချိန်မှာအဆင်ပြေတဲ့ကစားသမားတွေကိုတုံးပေးခဲ့တယ်ရွပုံးသီးကစားသမားတွေကိုတုံးပေးခဲ့တယ်ဒီယာဘီတို့ဂျိုရူတို့စတဲ့ကစားသမားတွေဆိုတခြားအသင်းရောက်သွားရင်အဆင်ပြေချင်မှပြေမှာပေါ့တိုးတော့အာဆင်ဝင်းကတုံးတတ်တယ်အတေဒာမှလည်းအဲ့လိုအည်သွေးမျိုး ပြည့်ရှိနေရနော်လူငယ်လူငယ်တွေကိုရှေ့မှာ polish လုပ်ပြီးတက်တည်ပြခဲ့တာအများကြီးပဲပြီးခဲ့တဲ့ယာဒီမာကလေးကတယောက်ပြီးတယောက်သူတက်တည်ပြလာတာဗျာဘူခါယိုစာက left back ကစားသမားအဖြစ်စပေါ်တယ်အခုတကယ် wireless right wing ကတယောက်ဖြစ်သွားပြီဒါဒီနောက်ကွယ်မှာဘသူရှိသလဲအတေတာဗော အော်ပြောချင်တာချာတိတ်တွေတယောက်ပြီးတယောက် polish လုပ်တယ်။တာမန်ကစားသမားတွေကိုပို့ပြီးတော့ကောင်းအောင် လုပ်တယ်။ကောင်းမိသားကစားသမားတွေကိုကဘာအဆင့်ဝင်အောင် လုပ်နိုင်တဲ့အခြေအတွေမျိုးအာတိတာမှာအပြစ်ရှိနေတယ်။အဲ့အတွက်ကြောင့်စူဖလာရခြင်းမရခြင်းမှာတော့အာတိတာကိုအပြစ်ပြောလို့ယာကောင်းရမယ်။ဒါပေမဲ့ တချို့တိုးတက်မှုဘိုင်းတွေမှာအတေတာလုတ်ပေးခဲ့လို့တိုးတက်လာတဲ့အပိုင်းတွေအများကြီးရှိတယ်။အဲ့တော့ပြောချင်တာခရစ်စတိုဖာအန်ကန်ကူရဲ့အသက်အရွယ်က29တခိတခါအကောင်းဆုံးသောတိုက်စစ်မှုတွေတည်းကတယောက်ဗီတာယော့ဂီယက်စ်တို့နာမည်မကြီးသေးဘူးအာလင်ဟာလန်တို့နော်ကလေးဘွားပဲရှိအောင်မယ်။အန်ကန်ကူကဂိုးတွေရှယ်သွင်းနေပြီ live စစ်မှာ အဲ့လောက်ထိကိုကောင်းခဲ့တဲ့ကမ္ဘာအဆင့်တိုက်စစ်ကစားသမားဒိုင်ယာပြဿနာမကြာခဏရရတဲ့ Chelsea ရောက်တဲ့အချိန်မှာစိတ်သက်ပိုင်းပျက်စီးသွားရင်ပေးဆက်လို့သိမရှိတဲ့ကစားသမားဖြစ်သွားတဲ့အတွက်ကြောင့်အန်ကန်ကူကအသင်းပြောင်းမအောင်ရလိမ့်မယ်ဒီလိုအချိန်မှာအာဆင်နဲ့သတင်းထွက်လာတာဒီအန်ကန်ကူအတွက်လည်းစဉ်းစားကျင်စရာဖြစ်တယ်လို့အတေတာအတွက်လည်းဒီကစားသမားကိုပြန်ပြီးတော့ polish လုပ်ဖို့အတွက်တွေးနေတာလည်းဖြစ်ကောင်းဖြစ်မယ်ဒီအချိန်မှာတော့သတင်းကတိတိပပမသေးကြသေးတဲ့အတွက်ကြောင့် အန်ကန်ကူကိုအဓိက first priority ဖြစ်ပြစ်မှတ်ထားမယ်လို့ယတိပြပြောလို့မရသေးဘူးဆိုပေမဲ့အန်ကန်ကူကလည်းရွေးချယ်စရာတိုက်စစ်ကစားသမားတွေကတယောက်တော့ဖြစ်ပါတယ်ပြဿနာတစ်ခုပါပဲဒါအန်ကန်ကူကိုပေးချေရမယ်ပြောင်းရွှေ့ခြေပမာဏနဲ့လောက်ခပမာဏပါပြောင်းရွှေ့ခြေပမာဏကချယ်စီအနေနဲ့ short ပေးမယ်ဆိုရင်တော့သူ့ကိုပေးရမယ်လောက်ခပမာဏ2သိန်းနဲ့3သိန်းဝန်းကျင်ပမာဏဖြစ်တဲ့အတွက်ကြောင့်တေချာလေး စဉ်းစားဖို့ရှိပါတယ်ခင်ဗျ။ကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆွေးနွေးရအောင်ခင်ဗျ။ဒီသတင်းကတော့ Liverpool နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ဖော်ပြထားတဲ့သတင်းထဏာကတော့ Telegraph ကပါ။ Premier League Champion Liverpool တင်ရဒီနေ့ညရာဒီအပြောင်းအရွှေ့ကာလမှာ position နှစ်ခုအတွက်အဓိကထားပြီးတော့ လူအင်အားဖြစ်တည်မှုတွေလုပ်သွားမယ်လို့သိရပါတယ်။အဲ့ဒီ position တစ်နေရာက left back နဲ့ CB တစ်နေရာပဲဖြစ်ပါတယ်။အာနိုဘက်ကမပါတော့အနေငယ်တော့ထူးခြားတယ်ပေါ့နော်။အာနိုအသင်းမှာများဆက်ဆွဲထားနိုင်လို့လားပေါ့လေ။တကယ်တော့ right back တစ်နေရာမှာပါ Liverpool တင်းဒီအင်အားဖြစ်တည်မှုအနေငယ်လုပ်တဲ့နေ။ left back ကတော့ပိုလုပ်တဲ့နေပေါ့။ဘာကြောင့်လဲဆိုတော့ ရိုဘိုအသက်အရွယ်တစ်ခုရောက်လာပြီ။ Simicast ကိုလည်း Arnold ကအရင်သဘောမကျအောင်လို့ကျွန်တော်ထင်တယ်။အဲ့အတွက်ကြောင့်ဒင်ပြစ်ချက်ပြစ်ကစားနိုင်မဲ့ Anthony Robinson လို့ကစားသမားမျိုးဒါမှမဟုတ် Milos Karkas တို့လို့ကစားသမားမျိုးကိုအလိုရှိနေတာဖြစ်လိမ့်မယ်။သို့တော့ကျွန်တော် right back မှာလည်း Bradley တယောက်တည်းနဲ့ အဆင်မပြေဘူးဗျ။ Connor Bradley ဒဏ်ရာပြဿနာပြန်ရနိုင်တဲ့အခြေအနေမျိုးတွေရှိတယ်။ Trent ကလည်းကနန်းမငြိမ်ဘူး။ကျွန်တော်သိထားသလောက်တော့ Trent က Liverpool ကစားသမားပဲဖြစ်တော့မှာ။အဲ့ဒါကြောင့် right back တနေရာမှာလည်းခေါ်တင်တယ်ပေါ့နော်။ဒီ defensive line မှာ Liverpool အနေနဲ့၃နေရာလောက်တော့အပြောင်းလဲပြုတ်လုတ်တင်တယ်ကျွန်တော်အထင်ပြောရမယ်ဆိုရင်ဒီ right back တနေရာမှာ corner bradley ကိုထုတ်ရင်းနဲ့လိုအပ်တည်ရှိတော့ကွန်ဆာကိုထည့်မလားဒါမှမဟုတ်ရင်လေဂျိုးကိုမတ်စ်ကိုသုံးမလားပေါ့ ဒီလိုရွေချက်မျိုးနဲ့ backup ထားတာပုံပေါ်တယ်တိုးတော့ left back မှာကြာတော့တကယ်ရှစ်တက်နောက်စီမှန်မှန်ဆော့ပေးနိုင်မဲ့ကစားသမားတယောက်လိုတာကတော့အမှန်ပဲအဲ့တော့ CB တနေရာပါလိုအပ်နေတဲ့အပိုင်းကိုပြန်စဉ်းစားမယ်ဆိုရင် Ibu မကြာခဏဒန်ယံပြဿနာရနေတဲ့အပိုင်းရဲ့ Vaji အသက်အရွယ်တစ်ခုရောက်နေပြီဖြစ်တယ်ဆိုတော့အပိုင်းရဲ့နောက်ဆုံးကွန်စားရဲ့ခြေတော်မိုင်းကမတိမငိမ်ဖြစ်နေတယ်ဆိုတော့အပိုင်းလေးတွေရဲ့အကြောင်း CB ကစားသမားတယောက်ကိုလိုနေတာဖြစ်မယ်လို့လည်းထင်တယ်တကယ်တော့၃နေရာလုံးခေါ်လိုက်ရင်တော့ပို့ပြီးတော့ကောင်းတယ် Right back CB LB Okay မကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆွေးနွေးအောင်ခင်ဗျဒီသတင်းကတော့ Give Me Sport ကဖော်ပြထားတဲ့ Arsenal သင်းနဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Arsenal သင်းဟာနွေရာသီအပြောင်းရွှေ့မှာ Sporting Lisbon နဲ့ Sweden တိုက်စစ်မှု Victor Jorginho ကိုခေါ်ယူဖို့အတွက်သူ့ရဲ့ agent နဲ့ဆွေးနွေးမှုတွေစတင် ပြုလုပ်ဖို့ ready ဖြစ်နေပြီလို့သိရပါတယ်ခင်ဗျအာရဲ့တိုက်စစ်ပြင်းထန်အပြောင်းလဲဖြစ်သွားမလားပေါ့ကျွန်တော်နောက်ဆုံးသိထားတဲ့ Arsenal လိုချင်သောတိုက်စစ်မှုသည် Leipzig အသင်းရဲ့တိုက်စစ်မှု Benjamin Sesko Sesko ကလည်း Arsenal အသင်းကိုပဲပြောင်းရွှေ့ဖို့အခြေအနေရှိတယ် အခုဗီဒါယောဂီရဲ့သတင်းတွေကျွန်တော်တို့ကြားရသလောက်တော့ Sporting Lisbon ကထွက်မယ်ဆိုရင်တောင်းမြို့ကန်ပြိုင်ဘက် Chelsea ထက် Arsenal အသင်းကိုပြောင်းရွှေ့ခြင်းနဲ့ဆိုတဲ့သတင်းမျိုးတွေကြားထားရတယ်။ဒါကကျွန်တော်တို့ ဟိုချက်စီအားပေးတဲ့ပြိသက်တွေအတွက်တော့နားတော့ခါးကျင်စရာပေါ့နော်ဒါပေမဲ့အမှန်တရားလေဗျာမပြောလို့မှမရတာဒီနှစ်ညရာသီပြောင်းရွှေ့ကာလမှာလဲရှက်ရှ်ကိုချက်စီခေါ်ယူခြင်းပေမဲ့အာဆင်နယ်နဲ့သဘောတူညီမှုရသွားပြီဆိုတဲ့သတင်းမျိုးတွေကြားခဲ့ရပြန်တယ်အခုဘောလုံးယာသီမစသေးဘူးဗီဒါယောဂီရှ်ကလည်းအာဆင်နယ်ကိုပြောင်းရွှေ့ခြင်းနဲ့ဆိုတဲ့ကောလာဟာလာသတင်းမျိုးတွေထပ်ကြားထားရပြန်တယ်အချင်းနေအကြောင်းမျိုးမျိုးကိုဆက်ဆက်စဉ်းစားကြည့်မယ်ဆိုရင်တော့ ဒါတော့ရှင်းပါတယ်နော်စူပလိုက်ရဖို့အတွက်ပူအားကောင်းတဲ့အသင်းတသင်းကိုဒီကစားသမားတွေကပြောင်းရွှေ့ခြင်းနေတဲ့သဘောမျိုးပဲအဲ့တော့စူပလားစင်ကွန်နိုင်စွမ်းတို့နော်စူပလားရရှိဖို့အခွင့်အလမ်းတို့ဆိုတာကလည်းတနည်းနဲ့တစ်နည်းတူတာမဟုတ်ဘူးအများတန်းလို့လို stable ဖြစ်နေဖို့ဆိုတာလည်းမလွယ်ဘူးတကယ်တကယ်တော့ကတော့ကျွန်တော်ချယ်ဆီပူပြီးတော့အားကောင်းကောင်းအားကောင်းနိုင်မယ်အခုချိန်မှာတော့ Arsenal အသင်းဒီပူအားကောင်းနေတယ်ဆိုတာလည်းညင်းလို့မရဘူးချယ်ဆီနဲ့ကျွန်တော်ကဘာကြောင့်ချိန်ထိုးပြီးရှင်ပြပေးတာလဲဆိုတော့လက်ရှိချိန်အိတ်တိုက်စစ်မှုတွေကိုချယ်ဆီအသင်းကလည်းအလေးနဲ့ထားပြီးစိတ်ဝင်စားနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်တကယ်လို့တော့ Arsenal ယ်တင်းကဗီဒယောကက်ကိုလူလူချင်းချင်းနဲ့ယောကက်တောင်းဆိုတဲ့ငွေကြေးအမောင့်ပမာဏလောက်ခပမာဏရောစပိုတင်စပွန်ပေးရမယ်ပြောင်းရွှေ့ရေးအမောင့်ပမာဏရောပေးနိုင်မယ်ဆိုလို့က ကစားသမားကိုပို့ပြီးတော့စီယုံသိမ်းသွင်းနိုင်ပွဲရှိတယ်။နောက်တဲ့အရေးကြီးတဲ့အပိုင်းဒီအာစနယ်အသင်းရဲ့ Sporting Director အသစ် Andrea Barda အကုန်ခေါ်ရဲနော်။သူ့ဘာကိုနာမည်ဘလောက်ပဲကြီးကြီးဈေးဘလောက်ကြီးကြီးရောင်းလဲရောင်းရဲတယ်ခေါ်လဲခေါ်ရဲတယ်။ဒီအတွက်ကြောင့်ဒီနှစ်ညွှန်ရသည့်အပြောင်းရွှေ့ကာလမှာကမ္ဘာအဆင့်ကစားသမားတစ်ယောက်ဒါမှမဟုတ်နှစ်ယောက်လောက် Andrea Barda တေချာပေါက်ခေါ်နိုင်ဖို့ရှိနေတယ်။ Barda ကိုယ်တိုင်ကတော့အနည်းဆုံး6ယောက်လောက်ခေါ်မယ်လို့ပြောထားပေမဲ့6ယောက်မခေါ်ပါနဲ့ဘူး။2ယောက်3ယောက်လောက်ခေါ်ရင်တော့မှအာစနယ်အသင်းနေနဲ့တော်လေးအင်အားတောင့်တင်းမှုရှိသွားနိုင်တယ်လို့တော့သုံးသပ်မိပါတယ်။ကဲကျွန်တော်နောက်ဆုံးသတင်းတစ်ပုဒ် ွေးနေရအောင်ခင်ဗျဒီသတင်းကတော့ Manchester United နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်မာဒီယက်ခူးညာနဲ့ Manchester United တို့တောက်လျှောက်သတင်းထွက်နေတယ်ဆိုပေမဲ့လည်း United တိုက်စစ်ပြတ်မဲ့ကစားသမားတွေထဲမှာ Victor Osimhen, Mateta စတဲ့ကစားသမားတွေကိုလည်း ထည့်သွင်းထားသေးဖြစ်တယ်လို့သိရပါတယ်။ဗီတာအော်ဒီမီကတော့သတင်းမျိုးစုံထွက်တယ်ပေါ့နော်။တိုက်စစ်ပြမှတ်ထဲမှာမထည့်တော့ဘူးမခေါ်တော့ဘူးလွန်ခဲ့တဲ့3-4ရက်လောက်ကသတင်းထွက်တယ်။မာတီတာကတော့လွန်ခဲ့တဲ့2လလောက်တုန်းကသတင်းထွက်ခဲ့တယ်။အခုနောက်ဆုံးထွက်တာကတော့ခူးညာပေါ့။ဘလို့ပဲဖြစ်ဖြစ်ယူနိုက်တက်အသင်းလူကျင်တဲ့တိုက်စစ်ပြမှတ်ကစားသမားတွေရဲ့ list လို့တော့ကျွန်တော်ယူဆပါတယ်။မာတီယက်ခူးညာကိုယူနိုက်တက်ကိုခေါ်ချင်တယ်ဆိုရင်တော့နံပါတ်9နေရာမှာသုံးဖို့ဆိုတာထက် AM နေရာမှာသုံးဖို့အတွက် ရူဘင်အမော်ရင်ဦးစားပေးပြီးခေါ်ဦးပါလိမ့်မယ်တကယ်တော့လည်းခူးညာကနံပါတ်9နဲ့နံပါတ်10နေရာမှာဆော့တာပို့ပြီးတော့ကောင်းမွန်တည်တတ်တယ်ဗျအခုအမော်ရင်တည်ထားတဲ့ပုံစံဆိုရင် AM ကစားသမား2ယောက်ကလည်းတစ်ခါလေကြာရင် side back ကစားသမားရင်းနဲ့ channel မှာ2ယောက် ွက်ဆော့တဲ့ပုံစံမျိုး DM ကစားသမား၂ယောက်နဲ့တွဲပြီးတော့ CM ပုံစံမျိုးနံပါတ်8ထိစင်းစော့ပေးရတာမျိုးတွေရှိပါတယ်အဲဆိုလိုရင်းကတော့ဗျာ AM ကစားသမားနံပါတ်10နေရာမှာစော့ရတယ်ဆိုပေမဲ့နံပါတ်9ကိုအမြဲတမ်းတက်လန်းနေရတာတဲ့ဆိုင်မေခန်စစ်စွမ်းဆောင်ရည်လည်းကောင်းအောင်မယ်လုံအောင်နှုံးနဲ့ရှိရမယ်ဆိုတဲ့သဘောမျိုးအဲ့တကြောင့်ဂနာချူတို့နော်အာမတ်တို့ကနည်းနည်းလေးအစ်စင်မပြေတာမာတီးယက်စ်ကူညာကြတော့ သူ့ရဲ့ body bit ကော physical strength ကောကဒီနေရာမှာကစားဖို့အတွက်အတော်လေးတင့်တော်တဲ့အတွက်ကျွန်တော်တော့ Ruben Amore အနေနဲ့ Matthias Cunha ကိုခေါ်ယူပြီးသည့်တိုင်မှာ data တို့ Lian Dlab တို့ Vida Osimhen တို့နဲ့ United တို့အပြောင်းအရွှေ့သတင်းတွေဆက်လက်ထွက်လာဖို့ရှိရလို့တော့သုံးသပ်ရင်းနဲ့ပဲ video လေးဒီမှာနားကျင်ပါတယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ